အဲ့တော့ planning လုပ်တယ်ဆိုတာကကျွန်တော်တို့ကြိုတင် ပြင်ဆင်တာပဲเนาะအဲ့တော့ဒါပြီးရင်ဘာ plan ရှိလဲအနာဂတ်အတွက်ဆုံးဖြတ်ချက်ကိုအခုချတာအဲ့ဒါ plan လုပ်တာပဲအဲ့တော့ business plan တခုဆွဲရဲဆိုတာကဒီလုပ်ငန်းတခု ਨੇ ပတ်သက်တဲ့เนาะသူ့ရဲ့ပတ်ဝန်းကျင်ကိုကြည့်မယ်เนาะ environment ခေါ်တာပေါ့เนาะအဲ့တော့ဒါ ਨੇ ပတ်သက်တဲ့ဈေးကွက်အနေအထားတွေဒါတွေလေ့လာမယ်ပြီးဖြစ်ချင်တာတွေကိုစဉ်းစားမယ်ပြီးရင်အဲ့ဒီဖြစ်ချင်တာကိုဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်တို့ကအချက်လက်တွေ ਨੇ စုံလင်စွာနဲ့ရေးမယ် เนาะအဲ့တော့ဒီဘိုင်းကနောက်မှလဲဆွေးနွေးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အသေးစိတ်တော့မပြောတော့ဘူးဒါပေမဲ့ plan လုပ်တယ်ဆိုတာဒီ Jordan စဉ်းစားတယ်အချက်လက်တွေမကြမ်းခဲ့အောင်လုပ်တယ်စာရွက်ပေါ်မှာเนาะတစ်ခေါက်လုပ်ကြည့်တယ်เนาะဒါဖြစ်နိုင်မဖြစ်နိုင်ဆိုတာဟုတ်လားအာကိုဘက်ကဒါရီဒါရီဒါရီလုပ်ပေးချင်တယ်โอเคလုပ်ပေးမယ်ဒါဆိုလို့ရှိရင်ဇယိတ်တွေဘယ်လောက်ဖြစ်သွားပြီးရောเนาะကျွန်တော်တို့အမြတ်ဆုံးအရှိပါမလားဘယ်စင်းနဲ့ရောင်းချမှာလဲစသည်အားဖြင့်ကျွန်တော်တို့ဒါတွေအကုန်လုံးအာစဉ်းစားပြီးမှ plan တစ်ခုကိုရေးမယ်ဒါနံပါတ်30ပေါ့เนาะ အဲ့တော့ okay plan မှာလည်းတော်တော်လေးအာကိုကစေစားအောင်လို့အာစဉ်းစားပြီးသွားပြီเนาะအမြန်ဆုံးနေလဲရှိနိုင်တယ်ဆိုရင်နံပါတ်၄အဆင့်ကတော့ company formation နဲ့ launch ဖြစ်တယ်เนาะအဲ့တော့ဟုတ်ပြီဒါ company တည်ထောင်မယ်เนาะဒီအလုပ်ကိုတကယ်ဖြစ်အောင်လို့ကျွန်တော်တို့စူးစီးမယ်ဝန်ထမ်းတွေခန့်မယ်နေရာတွေရွေးမယ်ထုတ်လုပ်မှုတွေစမယ် launch ပေါ့เนาะ launch ရစတင်ပြီးတော့ဒီဟာကိုအာဈေးကွက်ထဲဝင်မယ်เนาะအဲ့တော့နံပါတ်၅အဆင့်ကတော့ growth ပေါ့เนาะအဲ့တော့ဒီ company ခုဖြစ်လာပြီဆိုလို့ရှိရင် အဲဒါကိုရက်တည်နိုင်အောင် အပြင်ကိုဒီဟာကိုထပ်ပြီးတော့ကြီးလာအောင်เนาะလုပ်ငန်းတွေဘယ်လိုချဲ့မလဲအဲဒါတွေကိုကျွန်တော်တို့ဆုံးတီထွင်လုပ်ငန်းရှင်တယောက်အနေနဲ့အဆောင်ရွက်မှာဖြစ်ပါတယ်အဲ့တော့ဒီမှာ၅ဆင့်ကိုပြန်ပြီးခြုံပြောရရင်နံပါတ်၁အဆင့်ဒီအဲဘာလို့ဝင်ကောင်းမလဲအိုင်ဒီယာတွေကျွန်တော်ထုတ်မယ်နံပါတ်၂ကအဲကိုထုတ်ထားတဲ့ idea တွေနဲ့ပတ်သက်ပြီးတော့တကယ်အခွင့်အလမ်းကောင်းနေဖြစ်ရလားเนาะကျွန်တော်တို့ research တွေလုပ်မယ်သူတည်တနာတွေလုပ်မယ်လေ့လာမှုတွေလုပ်မယ် အဲဒါတွေ okay ပြီဆိုရင်နံပါတ်3အဆင့်ကကျွန်တော် plan ဆွဲမယ်အဲ့တော့ plan ဆွဲပြီးအခါကျရင်နံပါတ်4အဆင့်ကအဲ့ဒီ plan အတိုင်းကျွန်တော်တို့လက်တွေအကောင့်ထဲပို့မယ်အဲလက်တွေအကောင့်ထဲပို့ပြီးအခါမှာနံပါတ်5အဆင့်ဒီကုမ္ပဏီကိုကြီးတဲ့ရက်ကြီးအောင်လို့ကျွန်တော်တို့စီမံခန့်ခွဲမယ်အပိုင်းဖြစ်ပါတယ်